ပါဗျာ Golden Shine YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ရပါတယ်။ညကတော့ဒီကိုအားလုံးပဲအဆင်ပြေခဲ့ကြမယ်လို့ယုံနေမိပါတယ်။ဒီကိုတို့အနေနဲ့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်လေးတွေကိုအကြိုက်တူပြီးတော့လာယူကြပါအကြိုက်မတူဘူးဆိုရင်လည်းလိုက်ခံကြပါဗျာ။တကယ်လို့ဒီကိုတို့အတွက်အချိုးပြူလို့ကျွန်တော်ဝပြန်လာပြီးအချိုးပြည့်ကျင်နေဆိုလို့ရှိရင်ကျွန်တော်စီမှာကြိုက်နေတဲ့ရာအကောင့်ဖွင့်ပြီးတော့ဘောလုံးပွဲတွေကိုလာရောက်ဆော့ကစားနိုင်ပါတယ်ဆိုတဲ့အကြောင်းနဲ့တရင်ကောင်းလေးပါပါရစေခင်ဗျာ။ဒီကနေ့မှာဆိုလို့ရှိရင်လည်း အုပ်စုစီနဲ့အုပ်စုဒီရဲ့ပွဲစဉ်ကစားမှုရှိနေပါတယ်။အဲ့ဒီပွဲစဉ်တွေကိုကျွန်တော်အနေနဲ့အသုံးသတ်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်တော့ဘိုင်ယန်မြူးနစ်တင်တဲ့ဗင်ဗီကာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ဘိုင်ယန်မြူးနစ်တင်က level 80ဂိုးဝန်းစင်းမှာဆိုရင်တော့3မိုက်30ဆိုပြီးရှိနေပါတယ်။ဘိုင်ယန်အနေနဲ့ကတော့နောက်တစ်ဆင့်တက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့အုပ်စုပထမနေရာကို ယူကျင်သလားမယူကျင်ဘူးလားဆိုတာကိုဆုံးဖြတ်ရမယ့်ပွဲစဉ်လေးဖြစ်ပါတယ်ဈေးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘိုင်ယန်နေနဲ့နောက်တစ်ဆင့်တက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာရန်ကစားသမားတွေကိုပဲဒီကအားပြုပြီးတော့ထုတ်လာပွဲထုတ်လာနိုင်တယ်လို့ယူဆမိတယ်အဲ့တော့ဘိုင်ယန်နေနဲ့တမတ်ရရုံနဲ့အုပ်စုပထမနေရာကိုတည်ချာပြီးနေပြီလေဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လို့ကျွန်တော်ကဒီပွဲစဉ်မှာဘိုင်ယန်နေနဲ့ပထမနေရာကိုယူမလားမယူဘူးလားဆိုတာကိုထည့်ပြောရတယ်လေဆိုတော့အုပ်စု D မှာ ဖလာမင်ဂိုကရှောက်မှန်ချက်စီကသုံးမှတ်နဲ့ဖြစ်နေပါတယ်တကယ်လို့များဖလာမင်ဂိုကရှုံးနေခဲ့မယ်ချက်စီကလား experience အသင်းကိုပြန်အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ချက်စီကအုပ်စုပရမနီယာကိုရမယ်ဖလာမင်ဂိုကအုပ်စုဒုတိယနေရာကိုရောက်မယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဖလာမင်ဂိုကအနိုင်ဆုံးတည်ဓမ္မရယူပဲမယ်ချက်စီကနိုင်မယ်ခုမပြတ်ခဲ့ဘူးဆိုရင်ဖလာမင်ဂိုကအုပ်စုဒီရဲ့ဖလာမနီယာမှာပဲရှိနေမှာဖြစ်ပါတယ် ်ချက်စီကဥစုဒုတိယနေအောင်ရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဘိုင်ယန်မြူးနစ်နေနဲ့အုပ်စုပရမနေအောင်ရမယ်ဆိုရင်ချက်စီနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်သူတို့အနေနဲ့ဘယ်လိုကစားလာမလဲဆိုတာကိုစဉ်းစားရမယ့်အချက်တစ်ချက်ပဲဖြစ်ပါတယ်ဗီမီကာကတော့ဒနိုင်ဆုံးဒီပွဲစဉ်မှာဒီတမတ်ရယူတဲ့နေလို့မြင်မိပါတယ်သူ့အောက်ကဘိုဘတ်ဂျူနီယာကအော့ကလန်စီးတီးနဲ့တွေ့နေတဲ့အတွက်ကြောင့်လက်ရှိလော်ရော့ဆယ်မှာဘိုးပါရှာရဲ့ရမှာဘိုကာဂျူနီယာကမိုင်းလဝန်ထွက်နေတယ် ဘယ်ဒီကာက plus 6ထွက်နေလေဆိုပေမဲ့ဘယ်ဒီကာကရှုံးနေခဲ့ပြီးတော့ဘိုကာဂျူနီယာကကိုပြအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်ဘယ်ဒီကာနေနဲ့ကျန်ခဲ့နိုင်ပါတယ်အဲ့ဒီအတွက်အနိုင်ဆုံးဒီပွဲစဉ်မှာတော့ဘယ်ဒီကာနေနဲ့အသေးတမတ်ရယူမယ်လို့ကျွန်တော်ကထင်မြင်မိတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်ဒီကာ body ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်ပွဲစဉ်ဒီပွဲနေနဲ့ဆိုလို့ရှိရင်တော့ဘိုကာဂျူနီယာတင်းတဲ့ Auckland City ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဘိုကာဂျူနီယာတင်းက ငါတို့အနှုတ်40ခူပေါင်းစိတ်မှာဆိုရင်တော့6လုံးအပေါင်း60ဆိုရှိနေပါတယ်ကျွန်တော်တို့တွေတည်ပြီးသားဖြစ်ပါတယ် offline city ကအသင်းငယ်လေးတင်းလေးဖြစ်တယ်လုံးဝအသင်းပေါင်းဆောင်နေဖြစ်တဲ့အတွက်ကြောင့်ဥရောပအသင်းကြီးတကယ်တင်းကောင်းတွေလုံးဝရှင်းမကစားနိုင်တာဘို့တော့ရှင်းပွဲစဉ်နှစ်ပွဲမှာကျွန်တော်တို့တည်ခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့ဘိုကာဂျူနီယာအနေနဲ့ဒီပွဲစဉ်မှာအနေဆုံး5လုံး6လုံးတော့ဘိုပြအနိုင်ရရှိမှလားနောက်တစ်ဆင့်ပြန်ညှော်နှင်းလို့ရပါတယ်ဖြစ်ပါတယ်တစ်ဖက်က အယံမျိုးနစ်ကိုပင်ပီကာကရှုံးမယ်။ဘိုကာဂျူနီယာကအော့ကလန်စီးတီးကို၅ခုပြ၆ခုပြနိုင်မယ်ဆိုလို့ရှိရင်တော့ဘိုကာဂျူနီယာအတွက်နောက်တစ်ဆင့်မျှော်လင့်ချက်ရှိမှလည်းဖြစ်ပါတယ်။ဒါနဲ့ဘိုကာဂျူနီယာအနေနဲ့သူ့ရဲ့လုပ်ကိုအောင်ဆုံးလုပ်သွားမယ်ကျွန်တော်ကမြင်မိရဲ့အဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်မှာဘိုကာဂျူနီယာဘော်ဒီကိုပဲရွေးချယ်ပေးချင်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့ဆက်စီးတင်းနဲ့ SP10 ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဆက်စီးတင်းက လုံးပေါင်း60ကိုပေါင်းစိတ်မှာဆိုရင်တော့သုံးလုံးပေါင်း40ဆိုပြီးဖြစ်နေပါတယ်။ Chelsea ဟာပြီးခဲ့တဲ့ပွဲစဉ်မှာ Flamengo ကို3-1ဆိုရရလနဲ့ရှုံးနေခဲ့တဲ့အတွက်ကြောင့်တပွဲနိုင်တပွဲရှုံးပုံစံနဲ့ရမတ်သုံးမှတ်ပဲရရှိထားပါသေးတယ်။ SPVC ကလည်းရမတ်သုံးမှတ်ရရှိထားပါပဲ။အဲတော့ဒီပွဲစဉ်ဟာ SPVC အတွက်ပေါ့ Chelsea အတွက်ရောရည်ကြီးတဲ့ပွဲစဉ်လို့ပြောလို့ရပါတယ်။ SPVC ကတော့ Tunisia Club ဖြစ်ပြီးခန်းစစ်ကိုမမရှာရှာကစားတတ်တဲ့အတင်းနဲ့ဖြစ်ပါတယ်။ ရှစီဟာအဲ့လိုဒင်းနေမှာတွေ့မယ်ဆိုလို့ရှိရင်ခက်ခက်ခဲခဲကစားရတဲ့နေရာမှာရှိပါတယ်။ရှစီရဲ့ရှေ့ကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအခုလက်ရှိမှာငင်းနေတဲ့ရှေ့ဆွမ်းမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ရှစီနေတဲ့ဒီပွဲစဉ်မှာတော့အနိုင်ရရှိဖို့အတွက်လုံးဝလိုအပ်နေတာလည်းဖြစ်ပါတယ်။အလိုပဲတူနီရှားကလပ်ဖြစ်တဲ့ SV Racing တင်းဟာမမရှာရှာပဲကစားနိုင်နေဖြစ်ပါလိမ့်။ရောဘတ်ဒေးဒီတင်းဖြစ်တဲ့ရှစီနေတဲ့တော့ဒီပွဲစဉ်မှာလုံးဝအမှားခံတဲ့ပွဲစဉ်မဟုတ်ဘူးလို့ကျွန်တော်ကယူဆမိတယ်။အဲ့ဒီကြောင့်ဒီပွဲစဉ်မှာရှစီနေနဲ့ နိုင်နေဆိုရင်လည်းနှစ်ခုပြက်လောက်ပဲနိုင်မယ်ဒီထဲပုံပြီးတော့ကိုမင်းသွင်းနိုင်မှုယူဆမိတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်မှာတော့ရှစီပေါ်ရင်းနဲ့ကိုအောက်ဘုံပဲရွေးချယ်ပေးချင်ပါတယ်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကိုအကြိုက်တူမှလိုက်ရကြပါခင်ဗျာနောက်ထပ်ပွဲစဉ်ဒီပွဲနေနဲ့ဆိုလို့ရှိရင်တော့ဖလာမင်ကိုတင်းနဲ့ရောက်အင်ဂျယ်လီး FC တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဖလာမင်ကိုတင်းက1.90ကိုပေါင်းစင်းမှာဆိုရင်တော့3.80ပေါင်းဆိုပြီးရှိနေပါတယ်ဖလာမင်ကိုကနှစ်ပွဲကစားပြီးချိန်မှာနှစ်ပွဲစလုံးအနိုင်ရရှိခဲ့ပြီးတော့ ရမှတ်ချက်မှနဲ့နောက်တစ်ဆင့်တက်နေပြီလို့ပြောလို့ရပါမယ်။ ALF စီတင်ကတော့နှစ်ပွဲကစားပြီးချိန်ပြဖို့လုံးဝမရှိတာဘူး၊ပေးဖို့သုံးဖို့ရှိတာပြီးရမှတ်တမတ်မှမရရှိထားပါဘူး။အဲဒီကြောင့်သူတို့ရင်းနဲ့ဒီပွဲစဉ်မှာတော့သူတို့ရဲ့အင်ရှင်နိုင်ငံမှာလည်းကျင်းပတာဖြစ်တဲ့အတွက်ကြောင့်သူတို့ရင်းနဲ့ဒီပွဲစဉ်အနိုင်ဆုံးတစ်ပိုးလောက်အရောက်အတွင်းမှာယူဆမိတယ်။ Flamingo ကိုအနိုင်ရရှိဖို့ဆိုတာကတော့အနည်းငယ်ခက်ခဲနေနိုင်ပါတယ်။ ဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်မှာတော့ဖလာမင်ဂိုဘော်ဒီနဲ့ဂိုးပုံကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်ကိုအကြိုက်တူမှနိုင်ကြပါခင်ဗျာ